စေပင်သာရွာတင်းကျိုင်းဆရာတွေမှာတော့လက်ပံလာရွာသားရွှေဘူကြီးရွာသားစီသာရွာသားတို့တွေချိန်ဘွက်တစ်ခုဆင်းနေကြခြင်းဖြစ်ပါတယ်။လောင်းချင်းနဲ့ဖက်ရိုက်နေခြင်းဖြစ်ပြီးစေပင်ရွာသားကြော်တင်းနဲ့ဆိုင်ရီတို့လည်းလောင်းချင်းငွေ3000စီနဲ့ဝိုင်းထဲကိုရောက်နေကြတယ်။တလားကိုအနည်းဆုံး၄ချိန်၅ချိန်လောက်ဒီနေရာမှာချိန်ဘွက်တွေရှိပါတယ်။ဒီလိုချိန်ဘွက်ရှိတဲ့ရက်ဆိုရင်တော့ဆိုလေးကကြော်ဆိုးကိုလက်တို့ခေါ်တယ်။ကြော်ဆိုးဟာရောအရက်ပုံးဆိုင်မှာအကူရောင်းပေးတဲ့ကောင်းလေးဖြစ်ပါတယ်။ လူရိတ်လူကြီးကင်းဆောင်ပေးရန်လဲအဖော်ရတယ်။လွဲနှလုံးသုံးလုံးလွှဲပြီးတော့ထဲ့လာတဲ့အရက်6ပလင်းလဲဖဲဝိုင်းမှာ9ပလင်းလောက်အခေါက်တိုင်းကုန်တယ်။ဒါကြောင့်အရက်ရောင်းတဲ့စိန်တုံးကတပည့်ပြည့်သူကြော်စိုးကိုလလိုချင်းချင်းပဲထက်ထက်ပေးလိုက်တယ်။နောက်စိန်နိုင်ခန်းကစပြီးတော့ဖဲဝိုင်းစပြရာဝိုင်းကကောင်းတယ်။ကြော်တဲနဲ့ဆန်အေးလဲအချင်းနေမစိုးအရင်မပြောက်သေးပဲနဲ့အမျက်တောင်ရနေပြီ။ရလေပို့ပြီးတော့ရချင်တဲ့စိတ်ကဖြစ်လာတယ်။ဒါကြောင့် ငွေအလိုက်ကျန်လာတယ်။ပြီးတော့နောက်ပိုင်း၃ဝိုင်းလှည့်တာနဲ့ရထားတဲ့အမျက်နဲ့ရင်မှာကုံသွားတယ်။နိုင်ထားတာလည်းကုံသွားပြီကွာ။ပွဲကနှစ်ပွဲဆက်သေးပါတော့ရုံးပြီပေါ့ကွာ။ကိုကျော်တင်ဘလို့များလုံးမလဲ။မင်းမရှိသေးရင်ငါ့ကိုနည်းနည်းလှည့်ပြောကွာ။ဆန်ရီးတယောက်စိတ်တက်ကြသွားတယ်။အကိုကျော်တင်ကျွန်တော်လက်ထဲမှာရှိတဲ့ပတ်စံကတဝိုင်းစာလောက်ပဲရှိတယ်။ဒါဆိုကိုစိုးကြီးကျုပ်ကို2000ချီပြ။နိုင်ကင်နဲ့ရွှေဘိုကြီးရတာ ကိုစိုးကြီးစီကပတ်စံချီတယ်။မင်းကဘယ်တော့ပြန်ပေးမှလဲ။ဒီဝိုင်းနေမသိငင်ဗျာ။ခမားငွေ ပြန်ရစီရမယ်။တကယ်လုံးမပေးနိုင်ရင်နောက်တစ်ပတ်ဝိုင်းချင်ကြုတ်ယူခဲ့မယ်။အေး။တခါမှအကျွေးမယူသေးလို့ပေးတာနော်။မင်းစကားတိပါစေ။ဟာစိတ်ချပါကိုစိုးကြီးရာကျုပ်ဂရိတီတယ်ဗျ။ဝိုင်းရလူရောမခံနေတာကြောင့်ကြော်တင့်ချီးတဲ့ငွေနှစ်သောင်းကိုစိုးကြီးကပေးလိုက်ပါတယ်။ဖဲမဝင်နေအောင်မြတ်ကလပန်ထိုးထားနဲ့ အပေါ်ခဏတော့အောင်မယ်။အရက်တွေစွတ်တာပြီးတော့အပေါ်ခဏခဏတော့နေတာပဲ။လက်ပန်လာရော်သားတင်ထည့်အောင်အပေါ်တော့ဖို့ထားသွားတော့ကြော်တင်းကထပြီးလိုက်သွားတယ်။ကြော်တင်းဟာအပေါ်တော့လို့ခြင်းမဟုတ်ဘဲနဲ့သူ့မှာရေချက်တစ်ခုရှိလို့ထလာခြင်းဖြစ်တယ်။တင်းနိုင်စရက်နဲ့အနေငယ်လှမ်းတဲ့နေရာတစ်ခုကိုတော့ပြီးတော့ဗဇက်ကနေတတတရွတ်တယ်။အဲ့ဒါကတော့အမေမဖဲပါ။ကျွန်တော်ကိုဖဲနိုင်အောင်လို့ကူညီပါ။နိုင်နှစ်ပွဲပဲကစားပါတော့မယ်။အမေကိုလည်းကျေးဇူးဆက်ပါမယ်။အခုပွဲနဲ့ နောက်နှစ်ပွဲနိုင်အောင်ကူညီပေးပါကျော်တင့်လင်ဗဇက်ကအတန်ထွက်ပြီးတော့အမေမဖဲဝါကိုအကူအညီတောင်းပြီးတော့ဖဲဝိုင်းရှာကိုပြန်လာတယ်ကဲဝိုင်းစမယ်ကွာထိုင်ကြကလပ်ဖန်တစ်ကြိမ်ထိုးပြီးတော့ဖဲချိုးကတရွက်ချင်းဝေးတယ်ကျော်တင့်တယောက်သူ့ရှေ့ကဖဲကိုတစ်ချက်ကြည့်တယ်လက်ထဲကပတ်စံချိုးရှေ့ကိုချတယ်လက်ချောင်းနော်ဖဲဝင်မယ်ကျော်တင့်ဖဲကိုယူကြည့်တယ်လိုက်တယ်ကွာလက်ထဲမှာရှိသမျှပတ်စံတွေရှေ့ကိုချတယ်တင်ဆိုးကစက်မလိုက်ဘူးကြံတဲ့လူ၃ယောက်ကဆက်လိုက်တယ် ဲ့ဒီပွဲတိုင်းတော့ကြော်တင်တယောက်အနိုင်ရတယ်အဲ့နောက်ဒုတိယပွဲမှာလည်းကြော်တင်နိုင်တယ်ဒိုင်းကသူ့ချိထားတဲ့ပတ်စံကိုပြန်ယူတယ်ကြော်တင်သူ့ဘက်ဆိုလို့လဲပတ်စံစီးနေလားမသိဘူးဘာဖြစ်လို့လဲကိုစိုးကြီးဝိုင်းမသိခင်ကပတ်စံပြန်ဆက်မယ်လို့မင်းပြောခဲ့တယ်မဟုတ်လားအခုနှစ်ဝိုင်းပဲလှည့်ရသေးတယ်ငါအကျွေးကိုမင်းပြန်ဆက်ပြီပွဲလက်ကောင်းလာပြီဖြစ်တာကြောင့်ကြော်တင်လည်းမဖဲဝါကိုဂရီးပြုခဲ့တဲ့စကားကိုမိသွားတယ်အရေတခွန်မောလိုက်ပတ်စံလိုက်လိုက်နဲ့တတိယပွဲမှာကြော်တင်တယောက် ရှုံးပွဲတွေ့သွားတယ်။ဖဲရှုံပြီဆိုတော့ရှုံးမဲ့မဲ့တယ်။အကျွေးလက်ကြီးအရင်ထက်အမျက်သုံးစားခန့်မြက်ပြီးမှပြန်ရှုံးတာ။ပွဲသိန်းတော့ကြော်တင်တယောက်အကျွေးသုံးတောင်စိုးကြီးပေါ်မှာဆင်သွားတယ်။ရွှေဘူကြီးရွာသားနဲ့လက်ပံလှရွာသားတို့ပြန်သွားကြပြီဖြစ်တယ်။ဆိုင်ရီတယောက်ကြော်တင်နဲ့ကြော်ဆုတာကြံခဲ့တယ်။ကြော်ဆုမှပလာတဲ့အရက်၆ပလင်းကုံသွားပြီးအားလုံးဝိုင်းသိမ့်တော့အရက်ပလင်းဝက်ကျန်တာကြောင့်ညင်ညင်နဲ့ကြော်တင်တယောက်မောတော့ဖြစ်တယ်။ကြော်တင်တယောက်ခေါင်းတော်မထူနိုင်အောင်မိုးနေပြီ ကိုကျော်တင်ရွာကိုပြန်ချမယ်ဗျာမကျေနပ်ဘူးကွာငါလုံးဝမကျေနပ်ဘူးဘာကိုမကျေနပ်တာလဲဗျာဒီတညာနေကမဖဲဝါဆိုတဲ့တယဲမကိုဟာကိုကျော်တင်မဟုတ်တာလည်းမပြောပါနဲ့ဗျာပြောတယ်ကွာဗာလေမင်းကကြောက်လို့လားကြောက်တာဘောဗျာခမားကအမေမဖဲဝါကိုကျိန်ဝါတဲ့စကားပြောနေတာလေမင်းကြောက်နေပြန်ကွာငါ့ကိုနိုင်အောင်လုပ်ပေးပါလို့ပြောခဲ့တာအခုဘယ်မှာနိုင်လို့လဲလာပါဗျာ နိုင်တော့ကမနေမလို့နိုင်တာမရက်ဖက်နဲ့ဆက်ပြီးရိုက်တော့ပြန်ပါကုန်တာဗောဗျသူတောင်းဆိုကြတဲ့နှစ်ဘွဲဆက်နိုင်ခဲ့ရင်ရက်ပါမယ်ဆိုတဲ့ခရီးစကားကိုမေ့သွားသည်လားမတိကျုံကျုံပြူတာလားမသိဘူးသူ့အပြစ်ကိုမဖဲဝါပြစ်လို့သာဆိုရဲကဲကိုကျော်တင်ဂျွာကိုပြန်ညမယ်ဗျာမင်းနဲ့ကျော်ဆိုပြန်ညကွာငါမပြန်သေးဘူးလာပါဗျာအားလုံးလည်းပြန်ကုန်ပြီကိုဆန်အေးဟာကိုကျော်တင်ကိုတွဲခေါ်ပေးမယ်လက်ကိုပုတ်ချပြီးတော့တင်းချိုင်းစီရက်ပေါ်ကဒရင်တရင်နဲ့ပြင်ဆင်သွားတယ် အမေမဖဲဝါတည့်ရဆက်တယ်ဗျာကျုပ်မကျင်းတတ်ဘူးဗျကျုပ်လုံးဝမကျင်းတတ်ဘူးကျုပ်မှရှိသလောက်ကုန်ပြီဗျာချုံဘိုးတစ်ခုနာရောက်လက်နဲ့ချုံဘိုးကိုပုတ်တယ်ချုံဘိုးဟာတွယ်ကက်ပေါက်ရောက်နေတဲ့နွယ်ပင်နဲ့လက်နဲ့ညှိသွားပြီးတော့ရုတ်တရက်လက်ပြန်နှုတ်လို့မရဘူးဟာတောက်ချုံဘိုးကတမောက်ကွာချုံဘိုးကိုခြေထောက်နဲ့ပြစ်ကန်တယ်ဒီချိန်မှာအားဆိုတဲ့တနေ့တူချစ်ဘုံဘိုးဟာပူကနေဖြစ်သွားတယ်ဟာငါငါခြေထောက်ပူကနေဖြစ်သွားတယ်ကိုကိုကျော်တဲ့ ခြုံပုတ်အောက်မှာမိုးဘိုးကြီးပြအချီကြီးပဲဆိုင်ရဲတယောက်မြေကြီးကကြီးကောက်ပြီးတော့ဘဲမှထွက်မပြေးတဲ့မိုးဘိုးခွေလာကြီးကို အားကုန်ထွက်ပြစ်တယ်မြေကြီးကအောက်မှာမိုးကြီးဟာအသက်ပြောက်သွားပြီလာဗျာဇေယျပေါ်မှာခဏထိုင်ကျုပ်လည်းဘာမှမလုပ်တတ်ဘူးကြောက်စုံမင်းကရွာကိုပြန်ကိုကျော်တင်းအမေနဲ့သူ့မိမကိုအကြောင်းသားကြတော့မြန်မြန်သွားဟုတ်ကျွန်တော်အမြန်သွားပြီးပြောလိုက်မယ်ကြောက်စုံတယောက်တင်းချိုင်းတွင်းကနေအမြန်ဆုံးထွက်သွားတယ်ကိုကျော်တင်းရရလားနားရဲကွာ ငါ့ကိုအမိမဲ့ဖဲဝါဆုံးမလိုက်တာဖြစ်မယ်။ခမားကမဟုတ်တာတွေ၆ပြောနေတာကိုငါမဟုတ်တာပြောတာမဟုတ်ဘူးကွ။ငါ့ကိုအမိမဲ့ဖဲဝါနှစ်ပွဲဆက်နိုင်အောင်ကူညီပေးပါ။နှစ်ပွဲဆက်နိုင်ရင်ဆက်မကစားတော့ဘူးလို့ငါကရီပေးကြတာ။အခုငါရှုံးသွားတယ်လေ။ဟာခမားတကယ်နှစ်ပွဲဆက်နိုင်ခဲ့တာပဲလေ။ခမားအကျိုးဆက်ပြီးတော့အနိုင်နဲ့ပိုင်းလို့မလွယ်ဘူးဆိုလေ။အရင်နှုတ်အမျက်နဲ့ထိန်ကစားသွားလို့ရတာပဲ။လက်ထဲမှာရှိသမျှပုံအောင်းလိုက်တာ။ရသမျှပြောင်းတဲ့အပြင် အကျွေးပါထက်တင်သွားတယ်မဟုတ်လားဒါအမေမဖဲဝါကခမားကိုတကယ်မရတာနဲ့သွားပြီးစော်ကားတာကိုဗျဘာပဲဖြစ်ဖြစ်ကွာငါနိုင်ကိုနိုင်ရမှာငါကိုနိုင်အောင်လုပ်ပေးရမှာခမားကဂရိလည်းဖြတ်သေးတယ်ဗျကို့အပြစ်ကိုမမြင်မဲနဲ့ကိုညီတဲ့သူကိုအစိုးမြင်တာပဲအခုငါကိုမုံနဲ့လိုက်တိုက်သေးတယ်ငါလုံးဝမကျင်နဲ့ဖူးကွာမဖဲဝါအနားမှာရှင်ထွက်ခဲ့ဟာဟာကိုကြောက်တဲ့ရှောက်မခုံနဲ့ဗျကြောက်ကြောက်တယ်ခမားမှလည်းဒဏ်ရာကြီးနဲ့ သွေးရည်သူတန်းစကားတွေရှောက်မပြောနဲ့ဗျာမိုးဘွေးကြိုက်မှာတော့ငါကတေလူဖြစ်နေပြီကွာမတေခင်ငါမကျင်တဲ့တာပြောခဲ့ရမှာပဲငါသွေးရည်သူတန်းဖြစ်နေရမဟုတ်ဘူးကွာငါငါမတရားခံရတာဟာဗျာကိုကျော်တင်ကျွန်တော်မနေရတော့ဘူးဗျာဒီချိန်မှာပဲဟာဟာသူ့လာပြီဗျမဖဲဝါလာပြီဇရက်ခေါမိုးဘော်ကိုအနည်းကပေါက်နေတဲ့ကိုကိုပင်ကတေခန်းကြောင့်ကြိုးချခြင်းကိုမဖဲဝါလာပြီလို့ကျော်တင်ကထောက်အော်တယ်တို့တကောလုံးမှာတော့ မပွေးစိတ်ဟာတက်နေပြီဖြစ်ပါတယ်။ဒါပေမဲ့ရွာကားလူတွေကတော့ရောက်မလာသေးဘူး။ဒီချိန်မှာကျော်တဲ့အနားကိုအသက်80နီးပါးရှိတဲ့ပရေတွန့်နေတဲ့အဖွားကြီးတယောက်တောင်မွေးကိုအားပြုတ်ပြီးရောက်လာတယ်။ဟဲ့ကောင်လေး။ဘာတွေဖြစ်နေရလဲ။အော်အဖွားဒီကောင်မပွေးအကိုက်ခံရလို့ဗျ။အခုလဲနေတာ။ဟိုမွေးဝေးကိုက်လို့ဟုတ်လား။ဘယ်လောက်ကြာပြီလဲ။15မိနစ်လောက်ရှိပြီဗျ။ကျွန်တော်လည်းဘာမှမလုပ်တတ်ဘူး။ရွာကိုလွတ်လွတ်ပြီးတော့ခေါ်ခိုင်းထားတယ်။ဟင် မွေစိတ်ကပြန့်နေပြီလေအဖွားကဲနိုင်ကဲပြပါဗျာအေးတရဝါတစ်ခုကန်တစ်ခုပဲဒီတငယ်ကစိတ်ရင်ကောင်းပေမဲ့မကောင်းတဲ့အကျင့်ရဲ့ဗဇက်ဆိုးတာရဲ့ဂရိမတိတာရဲ့သူ့ကိုလူကဲခတ်ကြည့်တာနဲ့အဖွားတည်တယ်ဟုတ်ပါတယ်ဖွားဒီတငယ်တင်းချိုင်းဆောင်မဖွဲဝါကိုဂရိပေးပြီးတော့ဂရိကိုလွယ်လွယ်နဲ့ဖြတ်တယ်စော်ကားတဲ့စကားတွေလည်းပြောခဲ့တယ်မဟုတ်လားဟုတ်ဟုတ်ပါတယ်ဒီလိုအဖွားပြောသလိုပဲဖဲရှုံးပြီးတော့ရှောင်မဲနေတာပါအေးလူဆိုတာ ပေးပြီးတဲ့ဂရီမဖြတ်ရဘူးကွယ်ဘသူပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တလေးဆန်တရေဖြစ်ဖြစ်ရိုသေလေးစားမှုရှိရတယ်မဖဲဝါဆိုတာနာမည်ကတာမဖဲဝါကွယ်သူကတင်းကျိုင်းတွေကိုစောင့်နေတာမင်းတို့တွေမွေးမလာခင်ကတည်းကလေမင်းတို့ရဲ့အဖိုးဖွားထက်တောင်မှအသက်ကြီးအောင်ပဲဘုံသားပဲဖြစ်ဖြစ်ကြီးတယ်ငယ်တယ်ဆိုတာဂါရဝတရားထားတဲ့နယ်ကွယ်အဖွားကိုဂရီပဲကောင်းလေးကြလားကြော်တင်တယောက်လေတံတတို့နဲ့ပဲဟုတ်ဟုတ်ကဲ့ကြားပါရယ်အေး မင်းကအမေအိုကြီးကိုလည်းလှုပ်ကျွေးရတယ်။မိန်းမနဲ့ကလေးကိုလည်းလှုပ်ကျွေးရအောင်မယ်။မင်းနောက်ကိုဖဲမရိုင်းနဲ့တော့အရက်မတောင်းနဲ့။တရေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပေးပြီးတဲ့ကလေးကိုတီးရမယ်။ဟုတ်ဟုတ်ကဲ့ဖွာ။အေးမင်းအရက်မတောင်းတော့ဘူး။ဖဲမရိုင်းတော့ဘူး။ကြီးသူကိုလေးစားငယ်သူကိုကျင်နာတဲ့စိတ်မွေးပါတော့မယ်။ဘာသာတရားကိုလိုက်စားပြီးဆယ်နှစ်တိတိတက်တက်လွန်စားပါမယ်လို့ကတိပေးရင်မွေစိတ်မတက်ဖဲအကောင်းပြန်ဖြစ်အောင်လို့အဖွာကူတာပေးမယ်။ဒါကိုမင်းကတိပေးနိုင်လား။ဗျာ။အဖွာ ကျွန်တော်အသက်မတရားကိုင်နိုင်လားငါပြောတဲ့ကလေးတွေမင်းပေးနိုင်မလားလွယ်လွယ်တော့မပြောနဲ့နော်ဖြောက်ဖြတ်တာနဲ့လက်ရှိမိုးစိတ်ပြန်တက်ပြီးတော့ငေါက်ခနဲ့တင်ပါဗျာကျွန်တော်ရှင်တွေကနေလှိုက်လိုက်လဲလဲကိုကလေးပေးပါတယ်ဗျာဖဲလဲမရိုက်တော့ဘူးအရက်လည်းမတောက်တော့ဘူးဗျာတက်တက်လို့စားပြီးတော့ဘာသာရေးပဲလိုက်စားပါတော့မယ်အေးမင်းရဲ့အသက်60ကျော်အမေကြီးကအလွန်ဆုံးအသက်ရှိမှနောက်10နှစ်15နှစ်ပေါ့အမေကြီးအသေးဖြောင်းလို့လုပ်ကြရမယ် ဘာသာတရားလုံးနိုင်အောင်လို့ကိုညီရမယ်။ဒေတာဝန်တွေမဲမှရှိတယ်လို့မင်းအသက်ငါကဲမှာ။ဟုတ်ကဲ့ပါဗျာ။ဆိုင်ရင်မှန်တယ်ဂရိပေးပါတယ်။မင်းဂရိတရင်မင်းလုပ်တဲ့အလုပ်ကအကျိုးပေးမှာပါ။ဖေးရိုက်စရာမလိုဘူး။ကဲမျက်လုံးမိတ်ထား။အဖွာရောက်လာကြတဲ့ကမင်းခန္ဓာကိုယ်မှာတက်နေတဲ့မွေစိတ်ကိုထိန်းထားပြပြီ။ကဲ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 မွေစိတ်တွေကျသွားပြီ။မျက်လုံးဖွင့်လို့ရပြီ။ဂရိဖြစ်တဲ့နေ့ကမွေစိတ်ပြန်တက်ပြီးတော့တိမ်မဲနေဆိုတော့ကိုတော့မင်းမျက်မှတ်ထား။ ရက်တွေနှစ်တွေကြာလို့စမ်းသပ်ကြည့်မယ်လို့တော့မကြံမိနဲ့တော့ဟုတ်ကဲ့ပါဗျာမြဲမြဲမှတ်ထားပါမယ်မင်းလည်းသူ့ကိုပဲပြောနေတယ်မထင်နဲ့မင်းလည်းဖိမရိုက်နဲ့အယံမတောင်းနဲ့ဘာသာတရားလိုက်စာအကျိုးပေးလိမ့်မယ်ဒုက္ခကြီးကြီးမားမားမရဖို့ကြာလားစံအေးလေးအဖွာဖြစ်သူကိုလက်အုပ်ချထားပြီးတော့ဂရိတဏံပေးတယ်ကြော်တင်တယောက်မျိုးလုံးတွေပြဝဲပြီးဇရက်ကျမ်းမြင့်မော်လဲနေရကနေမွေစိတ်ကြပြီးတော့ထပြီးတော့ထိုင်နေလာတယ်ကျွန်တော်အဖွာကိုကတော့ပြစေဗျာအေးပါ အမားသိလို့အမှန်ပြနေတော့လဲခွင့်လို့ရတာပေါ့အဖွားကဘေရွာကလာပြီးတော့ဘဲကိုပြန်มาလဲကျွန်တော်တို့အိမ်ကိုလိုက်ခဲ့ပါလားအဖွားကဒီလိုပဲကွတယောက်တည်းခီးသွားနေတာဘသူအိမ်မှမလိုက်ဘူးဒါနဲ့အဖွားနဲ့မလေးတိပြစီအဖွားလို့ပဲတိထားပေါ့ကွဲကဲကဲကဲအဖွားတော်မယ်အသက်90ကျော်အဖွားဟောတောင်မွေးတစ်ချောင်းအားပြုတ်ပြီးတော့သူ့တို့နီးကထွက်သွားတယ်မကြခင်မှာရွာကလိုက်လာသူတွေဇီယံနီးကိုရောက်လာတယ်သူတို့ရဲ့စိုးရင်တလို့ပဲ လုံမမကြော်တင်ကိုမတွေ့ရဘဲနဲ့လုံမရှင်ရင်ဖြစ်နေတဲ့ကြော်တင်ကိုတွေ့တာကြောင့်အားလုံးအားအသိနေကြတယ်။ဘလို့ဖြစ်တာလဲ။ငါတို့ကိုညာခေါ်တာလား။မဟုတ်ပါဘူးဗျာ။တကယ်ကိုမိုးဘွေးကြီးကြိုက်လိုက်လို့စောစောကပဲအဖွားကြီးတယောက်တင်းကြိုင်တွေကဝင်လာပြီးတော့ဂါရာမန်တန်နဲ့ကုသပေးလို့ပြောက်သွားတာ။ဘယ်မှလဲအဲ့ဒီဖွား။ဟုတ်ပါလေအခုပဲထွက်သွားတာ။ဟင်မရှိတော့ပါလား။စံအေးလက်ညွန့်ညွန့်ပြရာကိုကြည့်ပေမဲ့လူလူဆိုတာလုံးဝမတွေ့ရဘူး။ဟိုနားမှာလဲကြော်တင်ကြိုက်တဲ့မိုးဘွေးကြီး ကျွန်တော်ဂဲနဲ့ထူတာလို့သိနေတာဆိုင်အဲကရွာသားတွေကိုခေါ်ပြီးတော့မိုးသေးရှိရကိုတော့ပြတယ်ဂဲလုံးအကြေမွားတွေကိုဆွဲဖက်ပြလိုက်ရဂဲလုံးတွေအောက်မှာဘာမွေးမှမရှိတော့ဘူးဒီတော့လေဆိုင်အဲတယောက်အံ့ဩတော့တယ်ဟာဗျာဒီမှာကျွန်တော်ကိုယ်တိုင်မိုးဝေးကြီးကိုဒီဂဲနဲ့ထုတ်တက်ပြတာကိုကျော်တင့်လည်းသိတယ်ဒါဆိုကိုကျော်တင့်အမေမဖဲဝါကိုစိန်ခေါ်လို့မွေးတစ်ကောင်ဖန်ဆင်းပြီးတော့ကတ်ခိုင်းတာဖြစ်မယ်ဆော့ဆော့ကလာတဲ့အဖွားကြီးကလည်းအမေမဖဲဝါများလားမသိဘူးဖြစ်နိုင်တဲ့ဆန်အေးလား ငါတို့ကိုလာပြီးတော့ဆုံးမသွားတာကြော်တင်းစကားကြတော့အနီးမှာရက်နေတဲ့ကိုကြော်တင်းရဲ့ဘာကြီးကဘာမှလုံမသွားတာကံကောင်းတယ်မှတ်ကွာမင်းတို့ကိုအသေးလောက်ခရမှာဟာဘာကြီးဆန်ကလည်းမင်းတို့ကဆန်ကုန်မြေလေးတွေကျွန်တော်ဒီနေ့ကစပြီးတော့ဖယ်မရိုက်အရင်မတော့တော့ဘူးဗျာအမေကိုလှုပ်ကြွေးပါမယ်လို့ဂရီပေးလိုက်ပြီဘာကြီးအေးကွာကြည်ကြသေးတာပေါ့ကြော်တင်းကြော်တင်းရဲ့ဘာကြီးဦးဆန်ညုံကဒီလောက်တာပြောပြီးတော့တင်ញိုင်တွင်းကဦးဆောင်ပြီးထွက်သွားတယ်ကြော်တင်းနဲ့ဆန်ရဲတို့လည်း တញ្ញိုင်တွင်းကစိတ်လက်ပေါ်ပါစွာနဲ့ပြန်လာခဲ့ပါတော့တယ်။ဒီမှာဒီမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြည်ဆုံးပါပြီ။နာတော်တာစင်တို့ပြည်သက်ကြီးလဲဆဲချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။